မင်းဆန်းခွန်နီချီဝါဂျပန်မြန်မာလင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ N3 ခန်းကြီးမာစတာအလွယ်မှတ်နီး9ရက်မြောက်နေ့ကိုဆက်သွားကြမယ်အဲ့တော့ပေါဝင်မဲ့ခန်းကြီးလေးတွေကတော့ဒီဘေးမှာဖော်ပြထားတဲ့ခန်းကြီးလေးပေါဝင်မှာဖြစ်တဲ့ခုချင်းစီသေးသေးကိုဆက်ကြည့်ကြမယ်နော် ဟုတ်ပြီအဲ့ဒါဆိုရင်15လုံးမြောက်ခန်းကြီးလေးကိုအရင်ကြည့်မယ်။ဘာခန်းကြီးလေးလဲဆိုဒီခန်းကြီးလေးသူ့ရဲ့ခွန်းရောင်မီနဲ့အုံးရောင်မီကိုကြည့်မယ်။ခွန်းရောင်မီအနေနဲ့ကခင်နိုးဆိုရဲမနီယာဆိုရဲဒေဗေယာရဲ့ခန်းကြီးလေးဖြစ်ပြီးတော့အုံးရောင်မီအနေနဲ့ကစာခုဆိုပြီးတော့၃နဲ့အဲ့စာခုလေးကိုဘာမှ၃လဲဆိုတော့စာခုချစ်စစ်ဆိုရင်မနီယာစာခုချစ်စစ်ဆိုရင်မနီယာစာခုနန်းဆိုရင်ကဘာဖြစ်မှာလဲမှနစ်ကဆိုပြီးဖြစ်သွားမယ်။နော်အဲ့တော့ဟုတ်ပြီဒီစဒီမှာခင်နိုးကလည်းမနီယာ စာခုမှာလဲစာခုကြည့်ကြည့်ဆိုရင်လဲမနေရအတန်းဟိုပါပေါ့နော်ဟတ်စွန်လေးပဲကွာွားတာကျန်တာကကုံတူတူပဲအဲ့တော့ဘယ်နေရာမှာသုံးလဲဆိုတာကြည့်ကြအောင်နော်ခီနိုကကြတော့ကက်ရှူရူမှာသုံးတယ်ပြီးတော့ခိုင်ဝရီမှာအသုံးများတယ် ်เนาะနောက်ထပ်ဒီဆောက်ခွကျစ်စလေးရကြတော့ဘာလဲဆိုတော့ formal ဖြစ်ပြီးတော့ခခိခုတိုးပါအနေနဲ့လည်းအသုံးများတယ်လို့တိန်းနေပြီပေါ့เนาะတော့ကြာဘာလဲဆိုတော့ရင်ကြီးတဲ့ form အနေနဲ့သုံးတယ်ဆိုရင်ဆောက်ခွကျစ်စအသုံးများတယ်ပေါ့เนาะအဲ့တော့ကြာဘာလဲဆိုတော့ဆောက်ခွကျစ်စဆိုတာလည်းမနည်းရပဲဒါပေမဲ့တိန်းနေလေးနဲ့ပြောချင်တယ်ဆိုရင်เนาะဆောက်ခွကျစ်စတော့ခီနိုကကြာတော့ casual အနေနဲ့သုံးချင်တယ်စကားပြောရင်မှသုံးတယ်ဆိုရင်เนาะဒီအသုံးများရဲ့ဒီခီနိုလေးကိုသုံးလို့ရတယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲဆက်ကြည့်ကြ မယ်မှတ်မယ်ဆိုရင်နှစ်ပိုင်းပိုင်းပြီးမှတ်လို့ရဒီရှိကခန်းကြီးတဲ့အတိပီးသားเนาะအဲ့နေရက်တွေ he ဆိုရင်နေရက်တွေမှာသုံးတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဒီအနောက်ကခန်းကြီးလေးကသူ့အတတူအဓိပ္ပာယ်တည်တန့်ရှိရဲ့ဘာလဲဆိုတော့နဂါရဆိုတဲ့အားလုံးဓာတ်မွေနှစ်ခုလုံးပေါ့เนาะအဲ့လိုမျိုးဆိုရင်အဓိပ္ပာယ်ရှိတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ဒီမှာဆိုရင်အားလုံးဆိုပြီးမှတ်မယ်ဘာလဲနဂါရဆိုတာအားလုံးအဲ့တော့ဒီမှာဆိုရင်နေရက်တွေအားလုံးကခီနိုမနေ့တနေ့ရလို့ပါပဲလို့မှတ်လို့ရတယ် ဗာလဲနေရက်တီအာလုံးကနေရက်တီနာဂာရဆိုတဲ့ခန်းကြီးလေးရဲ့ဒါဟိရဲ့ဒါကြောင့်နာဂာရဆိုတဲ့ခန်းကြီးလေးရဲ့ပေါင်းလိုက်တော့ဗာဖြစ်တာခီနိုးဖြစ်သွားမယ်နော်နေရက်တီအာလုံးကနေရက်တီအာလုံးကမနေ့တနေ့ရလို့ပါပဲခီနိုးဆိုပြီးမှတ်လို့ရမယ်ဟုတ်ပြီအဲ့ဒါဆိုရင်15လုံးမြောက်ခန်းကြီးလေးကခီနိုးစာကုจิစုစာကုနဆိုတဲ့နေရာမှာသုံးတဲ့ခန်းကြီးလေးဖြစ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်စက်ကြည့်ကြမယ်နော် 16လုံးမြောက်ခန်းကြီး16လုံးမြောက်ခန်းကြီးလေးကကြာဒီခန်းကြီးလေးသူ့ရဲ့အုံးယော်မိနေနေရယောက်ခုဆိုပြီးသုံးတယ်ပေါ့နော်အဲ့တော့ကြာယောက်ခုချစ်ချစ်ဆိုတာ the next day ဗာလဲနောက်တနေ့ကိုပြောတာယောက်ခုချစ်ချစ်ဆိုတာက the next day ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တနေ့အဲ့တော့ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲမှတ်မယ်ဆိုရင်နှစ်ပိုင်းပိုင်းပြီးမှတ်လို့ရတယ်ဒီအပေါ်ပိုင်းနေရဗာလဲဟာနေဆိုတဲ့အတောင်မန်အတောင်မန်လေးနော်ခန်းကြီး တောင်မှန်မှာသုံးတဲ့ခန်းကြီးလေးဖြစ်ပြီးအောက်ကခန်းကြီးလေးကတိပြီးသားပါလေထစမတည့်ရက်တယ်ထရယ်မတည့်ရက်တယ်ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့ကြတော့ဒါကိုဘလို့မှတ်မလဲဆိုရင် နောက်တနေ့လဲရောက်ကောယောခုကျစ်စရောက်သွားကောတောင်မှန်ခတ်ပြီးတော့ထပြန်သွားတယ်လို့မှတ်လို့ရတယ်နောက်တနေ့လဲရောက်ကောတောင်မှန်ခတ်ပြီးတော့ထပြန်သွားတယ်အဲ့တော့ယောခုကျစ်စလဲရောက်ကောတောင်မှန်ခတ်တဲ့ဟာနဲ့တစထပြီးတော့ပြန်သွားတယ်လို့မှတ်လိုက်မယ် အဲ့တော့ဆိုရင်ပါလဲ16လုံးမြောက်ခန်းကြီးလေးကယခုချစ်ချစ်ဆိုရဲတနေ့စီအာနောက်တနေ့ဆိုရဲခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့ဟုတ်ပြီဆက်ကြည့်ကြမယ်16လုံးမြောက်ခန်းကြီးလေးကကြောက်ပါခန်းကြီးလေးလဲဆိုတရားလေးသူ့ရဲ့ခွံ့ယော်မိနဲ့အုံးယော်မိကိုအရင်ဆုံးပြောမယ်ခွံ့ယော်မိအနေနဲ့ကပါလဲဆိုတော့အာရာခကြီးမဲ့ကြိုတင်၍ပါလဲအာရာခကြီးမဲ့ကြိုတင်၍ဆိုပြီးဖြစ်ပြီးတော့အုံးယော်မိအနေနဲ့ကယော့ဘယ်နေရာမှာတုံးလဲယော့တိန်ဆိုတဲ့အစီအစဉ်ပလန်ကိုပြောတဲ့နေရာမှာတုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင် ဒီ detail တွေကြာနောက်မှဆက်ပါအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်မှအသေးစိတ်ဆက်ကြည့်မယ်နော်အဲ့တော့ဟုတ်ပြီ your day ရကြတော့အစီအစဉ်ဖြစ်တယ်အဲ့တော့ဒီခန်းကြီးလေးကိုဘလို့မှတ်ကြမလဲဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီအောက်ကအပိုင်းလေးကြာဘာပိုင်းလေးလဲဆိုတော့ your guides your guide しました哪里တဘောပေါက်ပါပြီလို့ပြောတဲ့နေရာမှာသုံးတဲ့ခန်းကြီးလေးဖြစ်တယ်ဒီအပေါ်ကခန်းကြီးလေးကြာဘာလဲဆိုတော့မဘာလဲခတာခနာမရဲ့ ်မနဲ့မတူဘူးလားအဲ့တော့မလို့မှတ်လိုက်မယ်မမဆိုလဲမှတ်လို့ရတယ်เนาะအဲ့တော့ဘာလဲဆိုတော့ကြိုတင်ပြီးတော့နားလေသဘောပေါက်ထားရမယ်ဘာလို့လဲမမပြောတာတွေကိုကြိုတင်ပြီးတော့အာရခကြည့်မယ်ကြိုတင်ပြီးတော့နားလေသဘောပေါက်ထားရမယ်ဘာလို့လဲမမပြောတာတွေကိုဆိုပြီးတော့မှတ်လို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကပါလေအရခချင်းမဲကြိုတင်၍ရော့ဆိုရင်ရော့သိအစီစဉ်ပလန်နေမှာတုံးတဲ့ခန်းကြီးလေးဖြစ်မယ်အဲ့တော့16လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီเนาะ တော့ဆက်ရှိလုံမြောက်ခန်းကြီးလေးကိုဆက်ကြည့်မယ်အဲ့တော့သူရဲ့ခွန်ရောင်မီနဲ့အုံရောင်မီကိုကြည့်မယ်ခွန်ရောင်မီနေနေရပါလဲဇာသားမဲတို့ဇာသားမဲတို့ဆိုတာကတတ်မှတ်တယ်လို့ပြောတဲ့နေရာမှာတုံးတာဇာသားမဲတို့တတ်မှတ်သည်ဟုတ်ပြီအဲ့ဆိုရင်အုံရောင်မီနေနေရနှစ်နှစ်ခုရှိတယ်တိန်းနဲ့ဂျောနဲ့တိန်းရကြဘယ်မှာတုံးလဲဆိုရော်တိန်းဆိုတဲ့ plan အစီအစဉ်တွေကိုပြောတဲ့နေရာမှာတုံးပြီးတော့ဒီမှာဆိုရင်ဂျောကကြတော့ဗာလဲဆိုတော့ ဘယ်နေရာမှာတုံးလဲဂျောဂီဆိုတဲ့ပေတံမှာတုံးတယ်အဲ့တော့ဒီဟာလေးကိုတေချာပြန်ကြည့်မယ်အဲ့တော့ယောသိရဆိုအာရာခာကြည့်မယ်ဂျိုတင်ပြီးတော့ဂျိုတင်ပြီးတော့စာဒါမဲရူဆိုတဲ့သတ်မှတ်တာဂျိုတင်ပြီးသတ်မှတ်တယ်ဆိုရအစီအစဉ်ဆွဲတာပေါ့ပလန်အဲ့တော့ဒါကြီးကိုတတ်တတ်ကြီးအာခွဲပြီးတော့ဟာရော့သေးရပလန်ဆိုပြီးအောင်ကြက်စရာမလို့တခုချင်းစီအတိတ်ပဲပေါင်းလိုက်ရင်ကိုကစဉ်းစားလို့ရပါတယ်နောက်တစ်ခုလဲအဲ့တိုင်းပဲဂျော့ခိ ဂျောဂီဆိုတာကခုနကစာဒမဲလို့ဆိုရဲတတ်မှတ်တယ်ခန်းကြီးဒီခိဆိုတာလေးကဘယ်နေရာမှာတုံးလဲဆိုခိဆိုခူတွေမှာလည်းတုံးတယ်ဒီခိလေးရဲ့သူ့ရဲ့ပင်ကိုအတိတ်ဘယ်ဟိုကဘာလဲဆိုတော့စံစံနှုံးပြီးတော့ကြအတိုင်းတာတွေမှာတုံးတာအဲ့တော့တတ်မှတ်ထားတဲ့အတိုင်းတာတွေဆိုတော့တတ်မှတ်ထားပြီးသားအတိုင်းတာဆိုပေတန်းတတ်မှတ်ထားပြီးသားအတိုင်းတာပဲလေအဲ့တော့ပေတန်းဆိုပြီးတော့ဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ ခန်းကြီးမှတ်နည်းလေးကိုစက်ကြည့်ကြမယ်နော်ခန်းကြီးမှတ်နည်းအနေနဲ့ကနှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီအပေါ်ပိုင်းเนี่ยဘန်းဆိုတဲ့တရဖူပုံတံကိုကိုစားပြုတဲ့ခန်းကြီးလေးဘန်းဆိုတဲ့တရဖူပုံတံကိုကိုစားပြုတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့တရဖူပုံဆိုပြီးမှတ်လိုက်မယ်အောက်ကခန်းကြီးလေးကဘာနဲ့တူလဲဆိုတော့ ဟာရှိရိုဆိုတဲ့ခန်းစီလေးအဲ့တော့ဒီအပိုင်းလေးကိုဒီဂျူးဆိုတဲ့အပေါ်ကဂျူးပုံစံလေးကိုဖြုတ်လိုက်တယ်ဆိုရင်ဘာဖြစ်သွားမလဲဒီဒီဒီခန်းကြီးလေးရပါမယ်လေအဲ့တော့ဒီဟာလေးကိုတော့မှတ်မယ်ဆိုရင်เนาะချင်းချက်အနေနဲ့ဟာရှိရိုလို့မှတ်လိုက်မယ်အဲ့တော့ဟာရှိရိုလို့မှတ်လိုက်မယ်ဆိုရင်ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ပြေးပြီးတော့ တရဖူပုံကိုသွားကြည့်ဖို့ရော်သိဆိုပလန်အစီအစဉ်ကိုချရတယ်။ပြေးပြီးတော့တရဖူပုံကိုသွားကြည့်ဖို့အတွက် ရော်သိပလန်အစီအစဉ်ချရတယ်လို့မှတ်လို့ရတယ်။အဲ့တော့ဒီခန်းကြီးလေးကဘာဖြစ်သွားမလဲ?သာသာမဲတူတတ်မှတ်သည့်တိတ်ကကြောင့်ဘယ်မှာသုံးလဲ?ရော်သိမှာသုံးပြီးတော့ဂျောဆိုရင်ကဂျောဂီဆိုတဲ့ပေတံမှာသုံးတဲ့ခန်းကြီးလေးဖြစ်သွားမယ်။အဲဆိုရင်တော့ဒီနေ့အတွက်ကတော့ပြီးသွားပါပြီ။တနေ့စာတနေ့ကိုပြင်ချက်ပါပြီးရင်ချက်ပြီးသားစာတွေကိုလည်းပြန်တွေးပါနော်။အားရတော့ကိုစိုင်းမတ်နေ။ဘိုင်ဘိုင်။